င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နာစကားဥက္ကဋ္ဌဘူဂျုံမူကြီးမေအောင်လိုင်းနေပြည်တော်ငလင်တန်းတဲ့နေရာများသို့သွားရောက်ခါကယ်ဆယ်ရေးလုပ်ငန်းများတွင်လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးတဲ့သတင်းဖြစ်ပါတယ်။ငလင်ဘေးတံတင်ခဲ့သည့်နေပြည်တော်တွင်နိုင်ငံတကာမှကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအားနာစကားဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘူဂျုံမူကြီးမေအောင်လိုင်းမှမတ်လ30ရက်နေ့နဲ့ပိုင်းကကြေညာအပြေးကြောင်းသိရပါတယ်။ နာစကာဥက္ကဋ္ဌဟာငလင်ဘေးထံကြောင့်လမ်းတရပျက်စီးမှုများအားရှားရီသွားလာနိုင်ရန်လမ်းပြင်ဆင်နေမှုများဥတ္တရတီရီအထွေထွေယောဂကုစေယုံကြီးပျက်စီးခဲ့ရမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးစေယုံအတွင်မှပိတ်မိနေသူများအားအ мян ဆုံးပြန်လည်ဆွဲထုတ်နိုင်ရင်အစာဦးထိခိုက်ပျက်စီးမှုအားအ мян ဆုံးရှင်းလင်းဖယ်ရှားနိုင်ရန်ဆောင်ရွက်ရန်မှာကြားကြောင်းသိရှိရပါတယ်ရှင်ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်စဉ်အပိုင်း၃ပိုင်းဖြင့်ဆောင်ရွက်သွားရမယ်လို့နတ်စကားဥက္ကဋ္ဌမှကြားတဲ့သတင်းဖြစ်ပါရယ်။မက်ရှလာ၂၈ရက်မွတ်တဲပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားအလုံးပြင်းထန်သောငလျင်တန်းကြောင့်တေဆုံထိခဲ့တဲ့အရာရှိမှုများပျက်စီးမှုများအားကိုကြီးကဲစည်ရေးနဲ့ပြန်လည်ထူထောင်ရေးတို့အတွက်ကဏ္ဍအလိုက်ဆောင်ရွက်ရမယ့်အချက်များကိုနတ်စကားဥက္ကဋ္ဌပွေချုံမှုချင်းမယောင်းလိုင်းကလမ်းညွှန်မှကြားရမှာ လည်ရင်ဘေးတံအကြောင်းထိခိုက်ပျက်စီးခဲ့ရမှုများကိုပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်စဉ်ပြိုကျပျက်စီးသွားသောအဆောက်အဦများနှင့်အပြည့်အစုံများအားရှင်လင်းဖယ်ထိုးခြင်းအပိုင်းပြိုကျပျက်စီးနေစဉ်အဆောက်အဦများအားဘေးအန္တရာယ်မဖြစ်စေရေးစနစ်တကျရှင်လင်းဖယ်ရှားခြင်းအပိုင်းပြည်လဲတည်ဆောက်ခြင်းအပိုင်းဟုပြီးအပိုင်း၃ပိုင်းဖြင့်ဆောင်ရွက်သွားရမယ်လို့မှာကြားကြောင်းသိရပါသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်တဲ့တန်ချိန်များစွာကိုမတင်နိုင်တဲ့ကရင်ကားများကိုလည်းငလျင်ဘေးဒဏ်သင့်ဒေသများသို့အမြန်ဆုံးဆေးလို့ဆောင်ရွက်သွားစေရန်ထည့်သွင်းပြောကြားကြောင်းသိရပါရရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ထပ်ပံ့ရေးပစ္စည်းများရာသီရထိုက်သူအလုံးရရှိစေရေးစနစ်တကျစည်ရင်ပြုစုဆောင်ရွက်ရန်နာစကဥက္ကဋ္ဌမှကြားတဲ့တင်ဖြစ်ပါတယ်။ ငလင်ဘေးထန်တင်ဒေသများသို့ကုညီကယ်ဆေးနှင့်ထောက်ပံ့ရေးပစ္စည်းများပေးရရာတွင်ရှားတင်ရထိုက်သူများအားလုံးရရှိစေရေးစနစ်တကျစည်ရင်ပြုစုဆောင်ရွက်ရန်လိုကြောင်းနာစကဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကလမ်းညွှန်မှကြားပါသည်။မတ်လ30ရက်ကငလင်ဘေးထန်တင်ဒေသများတွင်ကုညီကယ်ဆေးနှင့်ပြည်လေထူထောင်ရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်သွားနိုင်ရေးအထူးအစီအစဉ်တစ်ရပ်ကျင်းပပြုလုပ်ပြီးမှာကြားခြင်းဖြစ်ပါသည်။ဒါပြင်တာဝန်ရှိသူများအားလုံးက ဆင်းရဲကောက်ယူပြုစု၍ဆင်းရဲများမထက်စေရည်နှင့်ကြံနေခဲ့ရသူများမရှိစေရည်မြမြတတဖြစ်စေရည်ဆောင်ရွက်ရန်အလေးထားမှကြားခဲ့ပါသည်နိုင်ငံတော်အစိုးရအနေဖြင့်လည်းပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များကိုများစွာဆောင်ရွက်သွားရမှာဖြစ်ပြီးဦးစားပေးအစဉ်အလိုက်အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လူကြောင်းကိုလည်းထည့်သွင်းမှကြားကြောင်းသိရှိရပါသည်ရှင်နောက်ဆုံးနဲ့စမဲ့တဲ့ရင်ကတော့နတ်စကောက်ကထားပွကြုံမှုချင်းမြောင်လိုက်မှာတရုတ်ကယ်ဆယ်ရေးစေကူသားရဲ့အဖွဲအားတွားရောက်တွေ့ဆုံတဲ့တဲ့ရင်ဖြစ်ပါတယ်။ မရှလာ30ရက်နနက်စင်နာရီခန့်ကလက်စကောက်ကထဝေကြုံမှုချင်းမြောင်းလိုက်ဟာနေပြည်တော်ရှိအော်ဒရာသီရီစေယုံတို့ရောက်ရှိကတရုတ်နိုင်ငံယူနိုက်တက်စေးအဖွဲ့ဝင်များနဲ့တွေ့ဆုံပြီးငလျင်အပီအချိန်မီရောက်ရှိလာတဲ့ကုညီမှုအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လို့သိရပါပါတယ်ရှင်။